2025အတွင်းမြန်မာစစ်တပ်ဟာတရုတ်ရဲ့ထောက်ခံအားပေးမှုနဲ့ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်လာပါတယ်။တချို့သူတွေကစစ်တပ်နိုင်ငံရေးရွှေပြောင်းကစားွက်ပေါ်နေချိန်မှာຫນွေဥယျာဉ်အားစုတွေကလည်းအပြောင်းအလဲလုပ်တင်တယ်လို့ဆိုပါတယ်။သူတို့ညွန်းတာက ဒါဟာစစ်တပ်ကထွက်ပေါက်ရှာနေခြင်းဖြစ်တယ်ဆိုပြီးပြောကြပါတယ်။လက်ရှိစက္ကမရဲ့ရွေးကောက်ပွဲဟာ အပြောင်းလဲတစ်ခုကိုတကယ်ညှိညွှန်းနေလားလိမ့်လဲလှဲပြားခြင်းလားဆိုတာဝေဖန်ပိုင်းခြားသုံးသပ်ဖို့လိုအပ်ပါတယ်။ဒီရွေးကောက်ပွဲဟာတိုင်းပြည်တစ်ခုလုံးမတည်ငြိမ်တဲ့အခြေအနေမှာပြုလုပ်တာပါ။96မြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့စကမတရားဝင်ကြေညာထားပါတယ်။ဒါအပြင်စကမကမြို့ပေါ်ထိန်းချုပ်နိုင်ပေမဲ့ကျေးရွာနယ်မြေအများပြားမထိန်းချုပ်နိုင်တဲ့မြို့တွေလည်းရှိပါတယ်။တပြည်လုံးစီရေးပြင်းထန်တဲ့တိုက်ပွဲတွေလည်းရှိနေလို့စကမရွေးကောက်ပွဲဟာပြည်သူလူထုရဲ့စံတန်းနဲ့သဘောထားကိုအမှန်တကယ်မဖော်ပြနိုင်ပါဘူး။ရွေးကောက်ပွဲပြုလုပ်မယ့်အချိန်မှာ63မြို့နယ်ကစစ်အုပ်ချုပ်ရေးကြေညာထားတာပါ။ စစ်အုပ်ချုပ်ရေးမကြေညာတဲ့မြို့နယ်တွေမှာလည်းလူတို့ကိုဖမ်းဆီးလို့ရင်ဘယ်နေရာဘယ်အချိန်မဆိုဝရမ်းမလို့ပဲဖမ်းဆီးနိုင်ပါတယ်။နိုင်ငံသားအခွင့်အရေးတွေရုပ်သိမ်းခံထားရပြီးလွတ်လပ်စွာပြောဆိုရေးသားခွင့်မရှိပါဘူး။ရွေးကောက်ပွဲဝေဖန်သုံးသက်သူတွေကိုအသက်မပြေလဲဖမ်းဆီးထောင်ချနေပါတယ်။အပြည်လုံးမှာနိုင်ငံရေးအကျဉ်းသား2000ကျော်အကျဉ်းချခံထားရပြီးနိုင်ငံအနှံ့မှာရှိတဲ့ လူနေရက်ွက် စာတင်ကြောင်းဆေးရုံမကြံလေးချောင်းကဘုံကျဲပြီးအစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေလုပ်နေပါတယ်။ဒါကြောင့်စက္ကမရဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိသလိုလက်ရှိမြန်မာပြဿနာတွေကိုလည်းဖြေရှင်းနိုင်ခြင်းမရှိပါဘူး။အယုတ်နိုင်ငံရဲ့တရားဝင် ပြောဆိုချက်တွေမှာရွေးကောက်ပွဲဟာမြမပြည်တွင်းရေးတာဖြစ်တယ်လို့ပြောဆိုလေရှိပြီး ရွေးကောက်ပွဲပြီးရင်အမျိုးသားရင်ကြားစည်ရေးလုပ်ငန်းစဉ်စတင်ဖို့လိုအပ်တယ်လို့လဲဆိုပါတယ်အယုတ်ပြောဆိုချက်ကအာဆီယံနဲ့အများကသုံးသပ်ကြတဲ့ရွေးကောက်ပွဲသည်ဖြေမဟုတ်ဆိုတာကိုမငင်းဆန်ပဲရွေးကောက်ပွဲကတဆင့်အဖြေရှာရေးလမ်းကြောင်းသွားနိုင်တယ်ဆိုတာကိုရင်ညွန်းတာ တွေ့ရပါတယ်2010ရွေးကောက်ပွဲအပြီးဦးသိန်းစိန်ခေတ်ကလိုအပြောင်းလဲဖြစ်လာဖို့ရည်ရွယ်တယ်လို့တရုတ်တို့ဆိုလိုပုံရပါတယ်ပထမအချက် 2010တုန်းကဥသိန်းစိန်ကို အာနာလွဲပြောင်းပေးပြီးဥတန်းရွှေအနားယူခဲ့တယ်လို့မင်းအောင်နိုင်တဲ့သူလူတွေလည်းအနားယူနိုင်တယ်ဆိုပေမဲ့အခုထိတော့ဖြစ်နိုင်ခြေနဲပါပါတယ်စစ်ခေါင်းဆောင်က သမရယာဒူးယူမလားဒါမှမဟုတ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာချက်ကိုသုံးပြီးတခြားယာဒူးတစ်ခုနဲ့စစ်တပ်အာဏာကိုဆက်လက်ချုပ်ကိုင်မလားဆိုတာတွက်ချက်ဖို့လိုအပ်ပါတယ်ဒုတိယအချက်ရွေးကောက်ပွဲကတက်လာမဲ့ ဒီဒေါန်စုကြန့်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP အသွင်ပြောင်းတွေဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရင်းချမ်းရေးပြဿနာမှာစစ်တပ်ကိုကြော်လို့မရပါဘူးစစ်တပ်ကလည်းဆုံးရှုံးသွားတဲ့နေမျိုးတွေကိုအသိမှတ်ပြုပြီးအပြည့်ရမဲ့သဘောထားမရှိဘဲအမြင့်ပြတ်ချေမုံရေးကိုသာတွေ့မြင်နေရပါတယ်တော်လန်ရေးတပ်ဖွဲ့တွေကလည်းသိမ့်ပိုက်နေမျိုးတွေကိုအလွဲတကူစွန့်လွတ်မှာမဟုတ်တလို့တချို့အဖွဲ့တွေကနီးပရိရဲ့အရာအပြည့်ရတာထက်ပိုမှာမဟုတ်ပါဘူး တတရားအချက်စစ်တပ်က ဆုံရှုံနယ်မြေတွေပြန်သိမ်းပိုက်ဖို့စစ်ချိန်မြင့်ကြိုးစားနေပါတယ်။ဒါပေမဲ့ຫນွေဦးအင်အားစုတွေနဲ့တိုင်းရင်းသားတပ်ဖွဲ့တွေကိုနှိမ်နင်းနိုင်တဲ့အခြေအနေစစ်တပ်မှာမရှိလို့တပြည်လုံးစီရေးအရအရှိန်ကျသွားဖို့မရှိဘဲအိုမိုမြင့်တဲ့လာပွဲသာရှိပါတယ်။စတုထအချက်ကဒီလိုအခြေအနေတွေအောက်မှာနိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လွယ်ကူမှာမဟုတ်ပါဘူး။ အဓိကပြဿနာမှာစစ်တပ်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG PDF ၊ဝေဥင်အားစုတွေနဲ့ဆွေးနွေးဖြေရှင်းမဲ့သဘောထားမရှိပါဘူး။2025တဲမှာဒီမိုကရေစီခေါင်းစဉ်တက်ပြီး PDF နဲ့ဝေဥင်အားစုတွေကိုလက်နက်ချဖို့ကမ်းလှမ်းတာနှစ်ကြိမ်ရှိပါပြီ။ဒီလိုတောင်းဆိုခြင်းရဲ့အနှစ်သာရက PDF တွေမှားယွင်းတယ်လို့သဘောထားပြီးပြောနေခြင်းပါ။လက်နက်ချလိုက်ရင်အောက်ခြေပိုင်းကိုပဲခွင့်လွှတ်မဲ့သဘောရှိပြီး ခေါင်းဆောင်ပိုင်းတွေကိုကြီးလေတဲ့အပြစ်ပေးမဲ့ပုံရှိပါတယ်၂015ဒုံးကလည်း KIA ကချင်တပ်မဟာလေး MNDAA ကိုကန် TNLA တအားနဲ့အရခတ်တပ်တော် AA တို့ကိုလက်နက်စွပ်ဖို့တောင်းဆိုပါတယ်စစ်တပ်ဘက်ကအပြစ်ခတ်ရစိအန်စီအေလက်မှတ်ထိုးဖို့ညှင်းပယ်ခဲ့တယ်လို့ဆွေးနွေးဖြေရှင်းဖို့လည်းညှင်းပယ်ခဲ့ပါတယ်ဒါကြောင့်တိုင်းရင်းသားတပ်ဖွဲ့တွေဟာသူတို့စစ်အင်အားကိုခိုင်မာကြီးထွားအောင် တိစောက်ပြီး စစ်တပ်ကိုစီရေးအရာအနိုင်တိုက်ခဲ့ကြလို့နဲမြီအများပြားသိမ့်ပိုက်နိုင်ခဲ့ကြပါပြီ။လက်ရှိလဲ PDF နဲ့ຫນွေဥအင်အားစုတွေကိုဆွေးနွေးဖြေရှင်းဖို့ညှင်းပယ်ထားလို့တိုင်းရင်းသားတပ်ဖွဲ့တွေလိုပဲမိမိအင်အားကိုတောင့်တင်းအောင်လုပ်ပြီးစစ်ရေးအနိုင်တိုက်ယုံကလွဲရင်တခြားရွေးချယ်စရာနီလန်းမရှိပါဘူး။ဒီလိုလမ်းကြောင်းကိုမဖြစ်မနေရွေးချယ်ခဲ့ရတဲ့တိုင်းရင်းသားတပ်ဖွဲ့တွေကိုအခုချိန်မှာပြည်တွင်းနိုင်ငံရေးကဖယ်ထုတ်လို့မရတလို့ နိုင်ငံတကာကလည်းဖယ်ထုတ်စဉ်းစားလို့မရတော့ပါဘူးစစ်တပ်ကလည်းနောက်ဆုံးဆွေးနွေးဖို့သဘောတူရပါတယ်စစ်ရေးဆိုတာနိုင်ငံရေးရဲ့အဆက်ပါနိုင်ငံရေးနဲ့ဖြည့်ရှင်းလို့မရရင်စစ်ရေးဟာထိတ်ဆုံးရောက်လာတတ်ပါတယ်ဒီလမ်းကိုစစ်တပ်ကကြောင်ပိတ်သတ်မှတ်ထားခြင်းပါဒီလိုဖြစ်ရတာကမြမနိုင်ငံရေးပြဿနာကိုဆွေးနွေးဖြည့်ရှင်းဖို့စစ်တပ်ဘက်ကငြင်းပယ်ထားခြင်းကြောင့်ဖြစ်ပါတယ် ရန်သူက သူ့အလုပ်ကိုပြက်ပြက်သားသားလုပ်နေချိန်မှာဝေဥအင်အားစုတွေအနေနဲ့လဲစည်ရရမိမိအလုပ်ကို တွေးဝေးရင်ရင်ချင်းတွန်းဆုတ်ခြင်းမရှိဘဲပြက်ပြက်သားသားလှုပ်ဆောင်ဖို့လိုအပ်ပါလိမ့်မယ်။